ဒေါ်နယ်ထရန့်ဆိုရကအမေရိကန်ကိုလာရောက်ပြီးတော့ရွှေပြောင်းလာသူတရားစင်ခံကိုတောင်ဆူဒန်ကိုတရားမဝင် ပြည်နေနံပေးတဲ့တဲ့တင်ကတော်တော်လေးကိုထိတ်လန့်တွန်းလို့စီပါလိမ့်အဲ့ဒီပြည်နေနံပေးတဲ့ထဲမှာဗီယက်နမ်နဲ့မြန်မာပြည်ကရွှေပြောင်းလာသူတွေတော့ပါတယ်လို့ဆိုပါလိမ့်အမေရိကန်ကနေပြီးတော့ဒီလိုမျိုးပြည်တွင်းစစ်တွေဖြစ်နေတဲ့နိုင်ငံမတည်မငြိမ်ဖြစ်နေတဲ့ စားနေရိတ်ခါပြက်လက်နေတဲ့တောင်စုဒံကို ပြင်းနေတယ်ပေးတာဟာရွှေပြောင်းသမအခွင့်ရေးလှူရှာသူတွေကလုံးဝမလုပ်သင့်တဲ့လုပ်ရလို့ဆွဆွဲပြောဆိုလိုက်ပြီးသူတို့ကိုပြန်ဖို့ပေးရင်အမိန့်ထုတ်ပေးဖို့တရားသူကြီးတွေကိုမြေတားရက်ခံထားပါလိမ့်။ရွှေပြောင်းလို့သမဆိုင်ရာရှိနေတယ်ကအမေရိကန်ခရိုင်တရားသူကြီး Brian Murphy ထံမေ20ရက်နေ့ကဒီကိစ္စကိုမြေတားရက်ခံရှောက်ထားခဲ့ခြင်းဖြစ်ပါတယ်။ ပြန်ပို့ခံရရင်နှိမ့်ဆက်ညှဉ်းပန်းခံရမှုတွေရှိနိုင်မရှိနိုင်လဲမမေးမြန်းပဲရွှေပြောင်းတွေကိုမူလနေရက်ကိုတော့ပြန်ပို့တာမဟုတ်ပဲတခြားနိုင်ငံကိုမြေမြဆက်ဆက်မပို့ဖြစ်ဖို့ Trump အစိုးရကိုသတိပေးထားပြီးသားလည်းဖြစ်ပါလိမ့် American ဆိုရတောင်းရှိသူတွေဟာတက်ဆက်ပြည်နယ်မှာရှိတဲ့ထင်းသိမ်းစခန်းမှာထင်းသိမ်းထားတဲ့တဒါဇင်နီးပါးရှိ American ကိုရွှေပြောင်းဝင်ရောက်လာသူတွေကို May 22ရက်နေ့ပိုင်းကတောင်းစုတန်းကိုလေရင်နဲ့ပို့လိုက်ကြောင်းရှိနေတယ်ကသိရပါလိမ့်အဲ့ဒီ ရွှေ့ပြောင်းထဲမှာမြန်မာနိုင်ငံသားတူလဲပါပါလေအဲ့ဒီမြန်မာနိုင်ငံသားကိုတောင်ဆူဒန်ကိုပို့မယ်လို့ American လူဝင်မှုကြီးကြေးနဲ့အကောက်ခွန်ထိန်းသိမ်းအရာရှိတွေကမေ16ရက်နေ့ကအီးမေးလ်နဲ့အကြောင်းကြားခဲ့ခြင်းဖြစ်ပါတယ်ဖြစ်ချင်တော့ဒီမြန်မာနိုင်ငံသားဟာအင်္ဂလိပ်စကားသင်မကျွမ်းဘူးလို့သိရပါတယ်အင်္ဂလိပ်လူကြီးရေးထားတဲ့ပြည်နေတဲ့အကြောင်းကြားစာကိုလက်မှတ်ထိုးဖို့ငင်းဆန်ခဲ့တယ်လို့တရားရုံးဆောင်ရွက်စာတမ်းထဲမှာဖော်ပြထားပါတယ်တက်ဆက်ပြည်နယ်မှာအလားတူထင်းသိမ်းစခန်းမှာထင်းသိမ်းခဲ့တဲ့ဗီနနိုင်ငံသား အမျိုးသမီးတူကလည်းသူ့ရဲ့ခင်ပွန်းနဲ့တခြားလူဆယ်ဦးဟာပြည်နေနဲ့ပေးခံရကြောင်းရှင်းနေကိုအီးမေးလ်ပို့ခဲ့ပါတယ်တရားဝန်ကိုသွားခွင့်မရပြည်နေနဲ့ပေးခံရမှုကိုတားဆီးရေးအရေးပေါ်တရားဝန်အမိန့်ထုတ်ပြန်ပေးဖို့ရှင်းနေတွေကတရားသူကြီးကိုတောင်းဆိုထားပါတယ်ပြီးခဲ့တဲ့သတင်းပတ်တွေကတရားဝန်ချုပ်ကပြောခဲ့တယ်လို့ဒီလိုအခြေအနေမှာ သူတို့ကိုဒီကိုပြန်ပို့ပေးခိုင်းတာကကြိုးចောင်းစီလျော်ပြီးမဖြစ်မနေလိုအပ်ပါတယ်လို့ SRB တို့နိုင်ငံကိုမှားယွင်းပို့ခိုင်းရတဲ့မေလန်ပြည်နယ်သားတို့ကလည်းအဲ့ဒီဖြစ်ကိုကိုးကားပြီးရှင်းနေတယ်ခါပြောပါလိမ့်။ဒါပေမဲ့တောင်စုနံကိုပို့တဲ့လူတွေကို ပြန်ခေါ်မလားပြန်မခေါ်ဘူးလားဆိုတော့တေချာမသိရသေးပါဘူး။ နောက်ထပ်တင်ဖို့ပြောချင်ပါတယ်။စံကိစ္စနဲ့ပတ်သက်ပြီးစကားပြောမှားခဲ့တဲ့ဂျပန်လေယာဆိုင်ပြွေးဝန်ကြီးဟာယာလူကနေနှုတ်ထွက်သွားပြီလို့သိရပါတယ်။တမိုင်းတလျှောက်စံချိန်တင်စံစည်းမြင့်တဲ့တန်ခံနေရတဲ့ဂျပန်မဲဆန္ဒရှင်တွေကိုဒေါသထွက်စေခဲ့တဲ့အဲ့ဒီဝန်ကြီးရဲ့မှတ်ချက်ပြုစကားအတွက်တောင်းယူတဲ့အနေနဲ့ယာလူမှနှုတ်ထွက်ကြောင်းဂျပန်လေယာဆိုင်ပြွေးဝန်ကြီးကပြောပါတယ်။ဝန်ကြီးချုပ်ကတော့နှုတ်ထွက်လိုက်တဲ့တွေ့နေရကိုသဘောပေါက်ဝင်ကြီးရဲ့ဝန်ကြီးဟောင်း ရှင်ဂျီရီယိုနဲ့အစားထိုးမယ်လို့ပြောပါတယ်။တနင်္ဂနွေနေ့ကပါတီရမုံငွေရှာဖွေရေးခန်းနာမှာအဲ့ဒီလေယာစပ်ပြွေးဝင်ကြီးကသူ့ကိုထောက်ခံသူတွေကလက်ဆောင်ပေးတဲ့အတွက်ကျွန်တော်ဘယ်တော့မှစံဝယ်မစားရဘူးလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီသူ့ရဲ့ပြောစကားတိုင်းမီဒီယာတွေကပြန်ဖော်ရာပြည်သူတွေကအပြင်းထန်ဝေဖန်ခဲ့ပါတယ်။အဲ့ဒီလို ပြောတဲ့အတွက်ကြောင့်တိုက်ခန့်ပါတီဝင်တွေနဲ့အာဏာရညွန်ပေါင်းအဖွဲ့လွတ်တော်မရေဝင်ဖန်မှုကိုလည်းအပြင်းထန်ခံခဲ့ရပါတယ်။ ဇူလိုင်လမှာပြုလုပ်မဲ့အဓိကရွေးကောက်ပွဲမတိုင်ခင်အာဏာချုပ်ကိုင်မှုမှာခရရဲ့အနေအထားဖြစ်နေတဲ့ဝီရုပ်အာရှိပါကိုတော်တော်လေးထိခိုက်သွားပါတယ်။ပြည်သူတွေကစံစည်းမြင့်တက်တဲ့ဒဏ်ကိုခံရတဲ့ချိန်တော်တော်လေးကိုမစီမဆိုင်စကားကိုကျွန်တော်ပြောမိခဲ့ပါတယ်လို့ဝန်ကြီးချုပ်ရုံကိုနှုတ်ထွက်စာတင်ပြီးနောက်ဗိုလ်ထူးနေအစောပိုင်းမှာဝန်ကြီးဟောင်းကသတင်းထုတ်တွေကိုပြောပါတယ်။ နေရာဆက်ပြေးဝင်ကြီးဟောင်းဟာအော်တိုဘာလမှာဖွဲ့စည်းခဲ့တဲ့အာရှီဘာရဲ့အစိုးရအဖွဲ့မှပထမဆုံးနှုတ်ထွက်ရတဲ့ဝင်ကြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့တနင်္ခါမစတင်ကဆယ်စုနှစ်များစွာအတွင်းစံစည်းနှစ်အမြင့်တက်မှုဟာဂျပန်မဲဆန္ဒရှင်တွေအတွက်ထိတ်တန့်စိုးရိမ်စရာဖြစ်လာပါတယ်။ဆိုရအနေနဲ့ဈေးနှုန်းထိန်းကြီးမှုမလကရေကလုံဆောင်ခဲ့ပေမဲ့မဆိုစလောက်သာအကျိုးသက်ရောက်မှုရှိသေးတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။အမေရိကန်သမ္မတထရန့်က သူ့ရဲ့ပြန်ဘက်ကမလာဟာရစ်ကို ထောက်ခံခဲ့မှုတဲ့ဆယ်လီတွေကိုစုံစမ်းစစ်ဆေးဖို့တောင်းဆိုလိုက်ပါလေ2024သမ္မတရွေးကောက်ပွဲမှာပြန်ဘက်ဒီမိုကရက်တစ်သမ္မတရောင်းကမလာဟာရစ်ကိုထောက်ခံခဲ့သူတွေကိုစုံစမ်းစစ်ဆေးဖို့သမ္မတထရန့်ကတောင်းဆိုလိုက်ပါတယ် ဘီယွန်စီဘရုစ်ပရင်စတင်နဲ့တခြားထင်ရှားကြော်ကြသူတွေဟာကမလာဟာရစ်ကို ထောက်ခံဖို့ဒေါ်လာတန်းချီရခဲ့တယ်လို့ဆွဆွဲလိုက်ပြီးအကြီးဆုံးစုံစမ်းစစ်ဆေးမှုလုပ်ဖို့သူ့လူမှုကွန်ရက်ကနေရေးသားတောင်းဆိုပါတယ်ဘီယွန်စီဟာကမလာဟာရစ်မဲဆိုပေမှာလူလုံးလာပြဖို့အမေရိကန်ဒေါ်လာ၁၁သန်းရခဲ့တယ်လို့ထရန့်ကဆွဆွဲပေမဲ့ သူဆွဆွဲချက်အတွက်တသက်ထောက်ထားတစုံတရာမဖော်ပြပါဘူးဒီမိုကရက်ပါတီကမဲဆွဲဖွဲ့ကလည်းညင်းထားပါတယ်ထရန့်ကဒီလိုပေးချင်မှုတွေဟာတရားမဝင်မဲဆွဲထဲဝင်ရရောက်တယ်လို့ကောက်ချက်ချခဲ့ပါတယ်ပြည်ရဲအော်လဘာတော့ကကမလာဟာရီမက်ဆေ့ဘမှာဘီယွန်စီဟာစင်ပေါ်တက်ုံလေးတက်ပြီးတော့မဖြောပြေးပဲချင်းလေးတပုတ်ဆိုပြီးမြ мян ပြန်ဆင်းသွားလို့အလောင်းပြောင်းခံခဲ့ရတယ်လို့လည်းထွန်းကပြောပါတယ်။ကိုစလေလောင်းတွေဟာသူတို့ကိုထောက်ခံကြအောင်ဖော်ပြချက်အတွက်ပတ်စံပေးလို့မရပါဘူး။ မလာဟာရစ်ကဖြောဖြေးရေးအတွက်ပတ်စံပေးတယ်လို့လက်ဖြားပြီးတော့အဲ့ဒီလိုလုပ်ခဲ့တယ်လို့ထရန့်ကဆွဆွဲခဲ့တယ်လို့လူလာနဲလို့လူပြည့်အောင်တူယောင်နီနဲ့လုပ်ခဲ့တာဒါတရားမဝင်ဘူးလို့ထရန့်ကရေးပါတယ်မဲဆွဲပွဲကာလမှာနာမည်ကျော်ရုပ်သံစီစဉ်တင်ဆက်သူအော်ပရာဝင်းဖရီရဲ့ထုတ်လွှင့်ရေးကုမ္ပဏီဟာကမလာဟာရစ်မဲဆွဲအဖွဲ့စီကနေဒေါ်လာတန်းတန်းရခဲ့ပါလေအဲ့ဒီပတ်စံဟာအော်ပရာဝင်းဖရီထုတ်လွှင့်ကုမ္ပဏီကမဲဆွဲပွဲတစ်ခုစီစဉ်ပေးတဲ့အတွက်ရရှိတဲ့ဝန်ဆောင်ခါပဲလို့ကော်ပိုရိတ်ဝင်းဖရီကဖြေရှင်းထားပါတယ် ကမလာဟာရီမဲဆွေအဖွဲ့ကသဘောပေါ်ဝင်ချင်းထင်းထင်းလုံးစုံတဲ့အဖွဲ့တစ်ခုစီပေးပို့တဲ့ဘန်နာရေးရှင်းတဲ့မှာထောက်ခံကြောင်းဖော်ပြခြင်းနဲ့ပတ်သက်တဲ့အသုံးစရိတ်ဒေါ်လာ85သန်းလို့ဖော်ပြပါရှိပါတယ်။နမကြီးဆိုတော်ကြီး Springsteen ကအမိမြေမှာအကျင့်ပြက်ရည်ချင်းရှိတစ္ဆာမရှိတဲ့အစိုးရမျိုးအုပ်ချုပ်တာခံနေရပြီလို့ဖြစ်တဲ့ဖြောပြပွဲမှာပြောပါတယ်။ဒါကြောင့် Trump ကပြီးခဲ့တဲ့ဘက်ကလည်းကမလာဟာရီဖြောပြပွဲတုန်းကသူဘလောက်ရလဲမသိဘူး။ ကမလာဟာရီပြိသက်ဆိုရင်ဘာလို့ပတ်စံယူခဲ့တာလဲလို့ဆိုပါတယ်ကမလာဟာရီကိုထောက်ခံတဲ့တေလာစစ်ကိုလည်းကျုပ်တေလာစစ်ကို မုန်းသွားကြတဲ့က သူသိရေပန်းမစားတော့ဘူးဆိုတာသတိထားမိကြလားမသိဘူးလို့ထွန်းကရေးပါတယ်ထရရေးသားချက်တွေဟာဒိဗ္ဗေမရှိဘူးလို့တေလာစစ်ကလည်းပြန်ပြောပြောခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောခြင်းပါတယ် ထိုင်းနိုင်ငံမှာဘတ်တန်300ဖဲရိုက်ခဲ့တဲ့ဆရာတော်ကိုရက်ညအတွင်ယူဖမ်းခဲ့တဲ့ရဲအရာရှိအကြောင်းကိုတော်တော်များကဖော်ပြလာပါတယ်။ထိုင်းနိုင်ငံရဲ့တက္ကသိုလ်မှပေါ်များလို့တဲ့နှခွန်ပတုံခရိုင်ဝရန်ခင်းဖုံးတော်ကြီးကျောင်းမှာအသက်80ရွယ်နဲ့မကြီးဆရာတော်ကိုကျောင်းပိုင်အလူငွေဘတ်တန်300အွန်လိုင်းမှာဖဲရိုက်ပစ်တဲ့အမှုအတွက်ဖုံးကျောင်းမှာ ကပိယအဖြစ်ရက်နှစ်ရအသွင်ယူပြီးတည်တည်ယူခဲ့တဲ့ရဲရဲရှိချောင်းကို Thai The Nation Media ကဖော်ထုတ်ရေးသားခဲ့ပါတယ်။ကျောင်းပိုင်လူငွေတွေကိုသူ့ရဲ့ကိုယ်ပိုင်ဘန်စင်းထဲကိုဩဇာပေးခဲစေခိုင်းပြီးတော့အတင်းထက်ခိုင်းခဲ့တာဘန်ကောက်မော်များစွာနဲ့ချိတ်ဆက်ပြီး online လုံးကစားဖဲရိုက်ပြရန်မှာအများစုကုန်တော့ပါတယ်။တခြားသောဒကမငယ်တူကိုလည်းပတ်တန်း40ချီပြီးငွေချေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်စေခဲ့တယ်လို့အဲ့ဒီဒကမရေချိုးနေပုံတွေမှာဖုံးတွင်စစ်ဆေးတွေ့ရှိပြီးနောက်ဖုံးတော်ကြီးကိုလူဝဲလဲပြီးအေးအေးယူဖို့စုံစမ်းစစ်ဆေးနေပြီဖြစ်ပါလေ။ ထိုင်းမှာလူအများကြီးညွတဲ့ဖုံးတော်ကြီးများအားတော်ရုံရဲတပ်ဖွဲ့ကဖမ်းဆီးဖို့ခတ်ခဲ့တော့ဒီမှုနဲ့ပတ်သက်ပြီးရာဇမှုနှိမ်နင်းရေးဌာနခွဲမှရဲမှုအစင်ရှိသူကိုတက်တဲ့ခိုင်လုံစွာရှာဖွေပြီးအသွင်ယူဖမ်းဆီးနိုင်စေဖို့တာဝန်ပေးခဲ့ပါတယ်။အဲ့ဒီတာဝန်ကိုရဲမှုကလက်ခံခဲ့ပြီးနောက်ဖုံးတော်ကြီးကြောင့်မှဝေယဝစ္စအကုန်လုပ်ပေးတဲ့ဖုံးကြီးကျောင်းသားအသွင်ကပိယာကြီးအသွင်အောက်ခြေသိမ်းလုပ်တွေကိုရပ်ပေါင်း200တိတိလောက်ကန်ပြီးမှဒီအမှုကိုတသက်ခိုင်မှတိစောက်ဖန်ဆီးနိုင်ခြင်းဖြစ်တယ်လို့ဒီ nation ကဖော်ပြပါတယ်။ရဲမှုနီတီသွန်းဟာ မွေးမြူရေးလုပ်တဲ့ဆင်းရဲတဲ့မိသားစုမှမွေးဖွားခဲ့သူဖြစ်ပြီးတော့မွေးချင်း၄ယောက်နဲ့အကြီးဆုံးသားပါအလယ်တန်းအောင်ပြီးနောက်အိတ်ထဲမှာဗန်းနေရတာပါပြီးဘန်ကောက်မှာအလုရှာဖို့နေအိမ်ကထွက်ခဲ့ပါတယ်စမိတ်ပရာဂန်မှာအထက်ကျုပ်စေုံမှာဆက်ပြေလုံသမားနေရာလောက်ခဲ့ပေမဲ့1998ထိုင်းစီးပွားပြတ်ကတ်ဆိုက်ချိန်မှာစေုံပိတ်လိုက်ရလို့ရွေးချယ်စရာလမ်းမရှိတော့ပဲစစ်ထဲနှစ်နှစ်ဝင်ခဲ့ပါတယ်စစ်မှုထမ်းပြီးနောက်မြို့ပြရဲတပ်ဖွဲ့စမိတ်ဘွယ်ဝင်ရောက်ဖြေဆုပ်ခဲ့ပြီးရင်းနေရဲဘွားကစတင်ကကြားရတောင်းဝန်ထမ်းဆောင်ပြီးခုလိုရဲမှုဖြစ်လာတာပါ ရှင်းမိုက်မှာချမ်းသာတဲ့မျိုးသမီးတဦးကိုတက်ဖြတ်ပြီးတော့အပိုင်ပိုင်လောက်ကရေကြေးတရတဲ့ထဲခဲ့တဲ့လူသက်မှုမှာလည်းမိသားစုဝင်၅ဦးတည်းမှတဦးတရားခံ ဖြစ်နေတာကိုဖော်ထုတ်နိုင်ခဲ့သူဖြစ်ပါတယ်။မုဂင်းနေနေဌာနခွဲ2019ကနေ2019ခုနှစ်၃နှစ်တာအတွင်းအထူးစွမ်းဆောင်နိုင်သူဖြစ်ဆုလျာရှိပြီးနော်။2019မှာရန်ခန်ဟန်တက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဘာသာနဲ့ပွဲရခဲ့သူဖြစ်တယ်လို့ The Nation Thailand Media ကရေးသားဖော်ပြသွားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အလောင်းအုပ်စုသုံးနိုင်ငံရဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်နေရပေမဲ့လည်းဂါဇာမှာဆစ်စင်ရဲ့အစ်လုပ်ကိုလုပ်မယ်လို့အစ္စရေးကဆိုပါတယ်။ပြည်တိုင်းပြည်တိုင်းနဲ့ကနေဒါတို့ရဲ့ဖိအားပေးမှုတွေရှိနေတဲ့ကြားကဂါဇာကမ်းမြောင်မှာလက်ရှိပေါ်ဆောင်နေတဲ့ဆစ်စင်ရဲ့အစ်ရက်တက်မှာမဟုတ်ပဲဆက်လုပ်မယ်လို့အစ္စရေးဝန်ကြီးချုပ်ကကြေညာပါတယ်။ အစ္စရေးဟာလုံးစုံအောင်မွေးရတဲ့အထိတင့်တော်နဲ့နီလန်နေနဲ့ကိုလီကိုဟန်နဲ့ဆက်လုပ်သွားမှာပါလို့ဗီဂျမင်နေတာညာဟုတ်ကပြောပါလိမ့်။ပြီးခဲ့တဲ့တရင်ဘက်ကမှစတင်ခဲ့တဲ့ဂီရန်ချာရီယာနာမည်ပေးထားတဲ့ဂါဇာစစ်စေးရဲ့ရတံမှုတိုက်တွန်းတဲ့ပူးတွဲကြညာချက်တစ်စုံကိုအစ္စရေးရဲ့မဟာမိတ်သုံးနိုင်ငံဖြစ်တဲ့ပြည်တွင်းပြည်ထောင်စုကနေဒါတို့ကရှယ်ယာပါထုတ်ပြန်တဲ့နောက်နေတာညာဟုတ်ကဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝလိုက်နာနေမှာမဟုတ်ဘူးဆိုပြီးတော့ပြန်လည်ညှင်းချက်ထုတ်ခဲ့တာပဲဖြစ်ပါလိမ့်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အပက်ကမ္ပဏီဟာကမ္ဘာတန်ဖိုးအကြီးဆုံး brand ဖြစ်၃နှစ်သက်တိုက်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Apple ဟာတန်ကြေးဒေါ်လာ1 trillion ကျော်တဲ့ကမ္ဘာပထမဆုံး company ဖြစ်အရင်ကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ခုတော့ Apple ဟာ၃နှစ်သက်တိုက်ကမ္ဘာတန်ဖိုးအကြီးဆုံး company ဖြစ်လာပါတယ်။ အပယက်တန်ဖိုးဟာဒေါ်လာ1.29 trillion ရှိပြီးတစ်နှစ်ထက်တစ်နှစ်28ရာခိုင်နှုန်းတိုးလာပါတယ်။ Google ကဒေါ်လာ944.1 billion နဲ့နံပါတ်2 Microsoft က184.8 billion နဲ့နံပါတ်3နေရာရထားပါတယ်။ Amazon ကဒေါ်လာ166.1 billion နဲ့ Nvidia က905.4 billion တန်ကျင်းရှိပြီး နံပါတ်၄နဲ့၅နဲ့အတိအသိသိမ့်ပိုက်ထားပါတယ်။ Huawei ကနံပါတ်39ကာကွန်ရဲ့ Snapdragon ကနံပါတ်38 Samsung ကနံပါတ်98နဲ့ Xiaomi ကနံပါတ်96နဲ့ရထားပါတယ်။တန်ဖိုးတက်ဆောင်ကုမ္ပဏီတွေကတော့ Nvidia, Huawei, Xiaomi နဲ့ Instagram တို့ဖြစ်တယ်လို့သိရပါတယ်။